ARSA အရေးကို AA ကင်တွဲဖြည့်ရှင်းနိုင်မလား AA ထိန်းချုပ်နေမြေမှာ ARS ရဲ့ချိန်ချောင်မှုကြီးထွားလာနေပြည်သက်များအားလုံးပဲမင်္ဂလာပါရှင်အခုလိုမျိုးကမ္ဘာအရေးမြမအရေးသတင်းတွေကိုသတင်းခေတ် channel မှာအချိန်နဲ့တပြေးညီတင်ဆက်ပေးတော့မှာဖြစ်လို့ channel လေးကို subscribe လေးလုပ်ခဲ့ပြီးမမေ့ပါနဲ့နော် ဒီတင်ပြကြာဆိုရင်နိုဝင်ဘာလ2ရက်နေ့မှာ The Daily Star သတင်းစာက American Army Threat Group Along the Border ကောင်းစင်နဲ့ဟေးသားထားခဲ့တဲ့သတင်းကိုမူရင်းအသုံးအနှုန်းတိုင်းတင်ပြထားတယ်လို့ AA ထင်းချုပ်နေမြေမှာ ARS ရဲ့ချင်းချောင်းကိုကြီးထွားလာနေတဲ့အခြေအနေတွေကိုလေ့လာနိုင်အောင်တင်ပြထားပါတယ်။ Bangladesh မြန်မာနေဆက်တခြားလုံခြုံရေးအခြေအနေဟာအလွန်အမင်းစိုးရိမ်ပွဲရအခြေအနေကိုရောက်ရှိနေပါတယ်။ အရကာတတအေကထောင်ထားတယ်လို့ဆွဆွဲထားတယ်မြေမြုပ်မိုင်းပောက်ကွယ်မှုကြောင့်ဘင်္ဂလားဒေ့ရှ်နေသားဆောင်တပ်ဖွဲ့ဝင်တဦးတန်ရန်ရရှိပြီးတဲ့နောက်သေဆုံးခဲ့ရပါတယ်ဒီဖြစ်ရဟာလုံခြုံရေးဝန်ထမ်းတွေနဲ့အရက်သားတွေကိုအနည်းငယ်ဖြစ်စေတဲ့ဖြစ်ရများစွာတွေကနောက်ဆုံးတစ်ခုပဲဖြစ်ပါတယ်။ဒီလိုနိုင်ငံတကာဥပဒေကိုချုပ်ဖောက်တယ်လို့ယူဆရတဲ့လောရက်တွေကြောင့်အရက်သား65ဦးအ ਨੇ စုံဒဏ်ရာရရှိခဲ့ပြီးဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေဟာလုံခြုံရေးအတွက်အလွန်ဆိုးရိမ်နေရတယ်လို့ဆိုပါတယ်။ ကပ္စာအခြေဆိုင်နေသားဆောင်တပ်ဖွဲ့34တဲ့ရင် BGB ကအသက်35နှစ်အရွယ်နာရတ်အတာဟော့စတင်ဟာအော်တိုဘာလာ12ရက်နေ့ကဘင်ဒရိုပင်ခိုင်နတ်ချောင်းစရီနေသက်တရှာကင်းလင်းနေစဉ်နေသက်3ညမြင့်အနီးမှာမိုင်းပါခွဲပြီးညဘက်ခြောက်တစ်ဖက်လွန့်ထပ်သွားခဲ့ရပါတယ်။သူဟာတော့ကြာနေအော်တိုဘာလာ30ရက်နေ့တွင်ဒါကာရှိစစ်ဘက်စေယုံမှာတိတ်ဆုံးသွားခဲ့ပါတယ်။ BGB အရာရှိတွေရဲ့ပြောကြားချက်အရမြန်မာစစ်အစိုးရတပ်တွေရခိုင်အနောက်ဘက်နေဆက်ကနေဆုတ်ခွာသွားပြီးတဲ့နောက်ပိုင်းအရခတတော်ဟာနေဆက်တရှောင်းနဲ့လူသူကင်းမဲ့တဲ့နေမြေတွေရဲ့အစိပ်ပိုင်းတွေအတွင်မှာမြေမြုပ်မိုင်းတွေဆက်လက်ထောင်ထားစေဖြစ်တယ်လို့မူရင်းသတင်းမှာဖော်ပြထားပါတယ် BGB ရဲ့ရာမှုနယ်အခြေစိုက်တပ်မှုဗိုလ်မှူးကြီးမိုဟီဦးတင်အာမတ်ကဒီမိုင်းတွေကိုဒီလိုနေရာတွေမှာမထောင်သင့်ဘူးလို့ယူဆပါတယ်။ဒါပေမဲ့အာရခတတော်အနေနဲ့နိုင်ငံတကာဥပဒေကိုချိုးဖောက်ခဲ့တယ်လို့စစ်ဆေးပြောကြားခဲ့ပါတယ်။ လုံကြွေကြွန်ကျင်သူပူမူကြီးအငိမ့်စာအမ်ဒါဒူအစ္စလမ်ကလည်းနေဆက်လုံကြွေချင်းချမှုတွေကိုဖြည့်ရှင်မှုဘင်္ဂလားဒေ့ရှ်နိုင်ငံဟာတန်တမာရေးအရာစူပါမှုတွေလှုံ့ဆော်တင်တယ်လို့တိုက်တွန်းခဲ့ပါတယ်။ PGB အချက်လက်တွေအရပြီးခဲ့တဲ့နှစ်ကတိုက်ပွဲတွေဖြစ်ပွားပြီးတဲ့နောက်ပိုင်းဘင်္ဂလားဒေ့ရှ်နိုင်ငံသားအနည်းဆုံး65ဦးဟာမြေမြုပ်မိုင်းတွေကြောင့်ဒဏ်ရာရရှိခဲ့ပါတယ်။2024ခုနှစ်မှာရိုဟင်ဂျာနှစ်ဦးသေဆုံးခဲ့ပြီး2023ခုနှစ်မှာလည်း၅ဦးတရားရရှိခဲ့ပါတယ်။ ပမူကြီးမိုဟီဦးဒင်အာမတ်ကမြမအာနာပိုင်နဲ့အာရခတတ်တော်ထံကန့်ကွက်စာပေးပို့ထားပေမဲ့တော့ပြန်ခြင်းမရှိသေးဘူးလို့ပြောပါရယ်။ AAE ဖန်ဆီမှုနဲ့ဒေတာကညာဤဘဝနေဆက်တမမှုများဟာဒေတာကံပြည်သူလူထုရဲ့ဒေတာကတငါသေးနဲ့ရေလုံငန်းလောက်ကိုင်းသူတွေရဲ့အတ္တမွေးဝမ်းကြောင်းကိုပါချင်းချောက်နေပါတယ်လို့ဆိုပါရယ်။တရားဝင်ဒေတာတွေအရဩဂုတ်လကစပြီးဘင်္ဂလားဒေ့ရှ်တငါသေးအနည်းဆုံး136ဦးကိုအာရခတတ်တော် AAE ကပင်လယ်အော်အနေဖန်ဆီးသွားခဲ့ပါရယ်။ ဒီနေ့ပထမကုလအတွင်မှာတော့စုစုပေါင်း235ဦးပြန်ပေးဆဲခံရပြီး112ဦးဆက်လက်ဖမ်းဆီးခံထားဆဲဖြစ်ပါရယ်ဒေတာကန်အဖွဲ့အစည်းဝင်စီရာဂျူမူစတာဖာကပဇွန်မွေးမြူရေးချန်ပိုင်ရှင်နေနဲ့ကနန်ဖန်သူတွေဟာအပြန့်ထွက်ဖို့ကိုကြောင်းလန့်နေကြတယ်လို့ပြောပါရယ်တင်္ဂါလီပိုင်ရှင်များအတင်ဥက္ကဋ္ဌစာချက်ဟမတ်ကလည်းတင်္ဂါတွေတွေဟာပင်လယ်ရဲသွားဖို့ကိုအလွန်ကြောက်ရွံ့နေကြတယ်လို့ပြောကြားခဲ့ပါရယ်နက်ချာဆရီမှာတက်နက်မြူအထီးနေဆက်တရှောင်းမှာအေအေနဲ့ ARS RSU, ARA လက်နက်ကိုင်အဖွဲ့တွေကြားပြည်ပခါတွေမကြခနာဖြစ်ပွားနေပြီးအော်တိုဘားလ25ရက်နေ့ကဘင်္ဂလားဒေ့ရှ်အမျိုးသမီးချီနူရာဘီဂန်ကြည်စံထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။ PGB ဌာနချုပ်ကတေဆုံးသွားတဲ့တက်တာနာယက်အတာဟော့စတင်ကိုနိုင်ငံတော်နဲ့စစ်ဘဆိုင်ရာအခမ်းအနားများကွန်ပျူစုများအပြည့်အဝချီးမြှင့်ကမွေးရည်မြေမှာမျှော်လင့်ခဲ့ပြီးသူရဲ့အမြင့်မြတ်ဆုံးနဲ့ဆလုံးနဲ့နာခံမှုကိုထာဝရအောက်မေတ္တိယာနိုင်မယ်လို့ကတိပြုခဲ့ပါတယ်။ ဒီလိုမျိုးမျိုးမိုင်းအန္တရာယ်နဲ့ပြည်ပခါရေးကြောင့်နေဆက်လုံခြုံရေးကိုတည်ကြစေဖို့နဲ့အရက်သားတွေကိုကာကွယ်ဖို့အတွက်မိုင်းရှင်းလင်းရေးလုပ်ငန်းတွေအပါအဝင်လုံခြုံရေးဆိုင်ရာကျူပန်အထမှုတွေအကြီးအကျယ်လိုအပ်နေပါတယ်ဒီလိုချင်းတွေမှာအေးထင်းချုံနေမြေမှာ ARS ရဲ့ချင်းချောက်မှုကြီးထွားလာနေပါတယ်။နောက်ပြီးအောက်ချုပ်ရေးဆိုင်ရေးမိကုံးထောက်ခံနေရပါတယ်။ အရခဒတ္တအေးထိန်ချုပ်ထားတဲ့ရခိုင်ပြည်နယ်မြောက်ပိုင်းမှာမွတ်ဇလင်လက်နက်ကိုင်အဖွဲ့ ARS ရဲ့လှုပ်ရှားမှုတွေမြပြလာနေတာဟာအေအေးရဲ့အုပ်ချုပ်ရေးနဲ့လုံခြုံရေးဆန်ဆောင်ရေးအပေါ်စစ်ရေးနဲ့နိုင်ငံရေးအကဲခတ်များကမေးခွန်းထုတ်စရာဖြစ်လာစေပါတယ်လက်ရှိမှာအေအေးထိန်းချုပ်ထားတဲ့မောင်တော်ပူတီတောင်နဲ့ရသေတောင်များမှာ ARS ရဲ့တိုက်ခိုက်မှုတွေဟာ2025ခုနှစ်အတွင်းပုံမှုကျပြန်လာပြီးမေလမှာအောက်တိုဘာလအတွင်း ARS ရဲ့ပြစ်ခတ်မှုကြောင့်အရသာ90ဝန်းကျင်သေဆုံးခဲ့ကြောင်း ရခိုင်သတင်းဌာနတွေကဖော်ပြထားပါတယ်။ ARS ဟာအရက်သားများကသာအထူးကပြတ်မှတ်ထားတိုက်ခိုက်နေရလို့အကဲခတ်များကထောက်ပြကြပါရယ် AAE အောက်ချောက်ရေးဆိုင်ရာစိန်ခေါ်မှုများ ARS ရဲ့ချင်းချောက်မှုတွေမြင့်တက်လာခြင်းဟာ AAE အတွက်၎င်းတို့ရဲ့အောက်ချောက်ရေးဆိုင်ရာစံစာရေးကိုတိုက်တာရယ်စိန်ခေါ်မှုတစ်ခုဖြစ်လာခဲ့ပါရယ် ီလိုမြန်မာနိုင်ငံရဲ့လုံခြုံရေးဖိအုပ်ဖိရဲ့ဖြစ်နေချိန်မှာပဲအေအေးထိချုပ်ထားတဲ့ရခိုင်မြောက်ပိုင်းမှာမွဆလင်လက်နက်ကိုင်အဖွဲ့ ARS ရဲ့လှုံ့ဆော်မှုတွေဟာ2025ခုနှစ်အတွင်းပုံမှုကျပြန့်လာနေပါတယ်။ ARS ရဲ့ပြစ်ခတ်မှုကြောင့်အရက်သား90ဝန်းကျင်သေဆုံးခဲ့တယ်လို့ဖော်ပြထားပြီး ARS နဲ့ ARSO ရောဟာ BGB ရဲ့အကူအညီကိုရယူပြီးမွန်ဒေါခိုင်နေကိုစိတ်ဝင်နေတယ်လို့တုံ့တက်မှုတွေရှိနေပါတယ်။ ဒီလိုချင်းနေရေးကြအေးအေးရဲ့အုတ်ချုပ်ရည်နဲ့လုံချုပ်ရည်ဆန်းဆောင်ရည်ပေါ်စီရင်တဲ့နိုင်ငံရေးအကဲခတ်များကမိကုတ်ထုတ်စရာဖြစ်လာပါတယ် ARS အရေးကိုအေးအေးကထိရောက်စွာကြံရည်ဖြစ်ရှင်းနိုင်မလားဆိုတာကဒေသခံတွေရဲ့လုံချုပ်ရည်အတွက်အဓိကစိန်ခေါ်မှုဖြစ်လာနေပါတယ်တင်နကမဟာဗျူဟာလိလာရေးအဖွဲ့မှအမှုဆောင်ဒရိုက်တာဦးသိန်းထွန်းဦးကတူတူနဲ့လုံရင်ပြောရရင်တော့အေးကသူ့ဘာသာသူဘလို့ပဲထင်မြင်ယူဆထားပါစေတရားဝင်အစိုးရတရားမဟုတ်ဘူးဆိုတဲ့အချက်ကိုတတိပြုဖို့လိုတယ် တရားဝင်အစိုးရတရားမဟုတ်တဲ့အတွက်မြေပြင်မှာဖြစ်နေတဲ့ပြဿနာတွေကိုသူကြိုက်တွေဖြစ်ရှင်းနိုင်တာမရှိဘူးလို့ပြောဆိုထားပါတယ်။အေးအေးဟာနေမျိုးတွေတင်ပိုက်တဲ့ကမသာကိုအုပ်ချုပ်ရေးထူထောင်နေပြောနေပေမဲ့တကယ်တမ်းအဲ့ဒီအခြေအနေတွေကိုအဆင်ပြေပြေလက်ပတ်နိုင်စွမ်းရှိမရှိပြန်မေးဖို့လိုကြောင်းနဲ့လုံနိုင်စွမ်းမရှိခြင်းကသူရင်ဆိုင်ရမယ့်အကြီးမားဆုံးပြဿနာဖြစ်လာမှာဖြစ်ကြောင်း၎င်းကထောက်ပြထားပါတယ်။ ARS နဲ့ ARS တို့ဟာဘင်္ဂလားဒေ့ရှ်နေကြာဆောင်တဲ့ BGB ရဲ့အကူအညီကိုအပြေအဝါရယူပြီး နမ်မြင့်နဲ့မေယူတောင်တန်းလမ်းကြောင်းမြောင်းမတစ်ဆင့်မောင်တော်ခရိုင်အတွင်းကိုစိတ်ဝင်ဆောင်နေတဲ့လူတုံတက်မှုတွေလည်းရှိပါသေး။အေအေအီတပ်ပြံမှုနဲ့နေနမိတ်ဆိုင်ရာ အခက်ခဲများအေအေဟာ၎င်းတို့အုပ်ချုပ်ရေးထူထောင်ထားတဲ့နေမြင့်အတွင်းလုံခြုံရေးချင်းချောက်မှုများကိုဖြည့်ရှင်းမှုကြိုးပမ်းနေပေမယ့်နေမြင့်ကျေဝန်မှုကြောင့်အခက်ခဲများရှိနေပါသေး။စီလုံးညညတော့တိုင်းရင်းသားလူမျိုးများမဟာမေယူရန်နေမှာဦးမျိုးကျော်က နေဆက်တခြားအကုန်လုံးအရခတ်တတော်အနေနဲ့လေအုတ်ချုပ်နေရဆိုပေမဲ့ပြည်သူတရားလုံးကိုတော့အကာအကွယ်ပေးဖို့အတွက်အခက်ခဲရှိရယ်နေနမိတ်ဆက်ဆက်နေရနေမြလေးကျေဝန်းနေလို့ပြောပါရယ်၎င်းမှာရှိရယ်ဆိုရင်လည်းအရေးယူဆောင်ရွက်ပေးခြင်းမျိုးရှိနိုင်ကြောင်းလည်းဆိုပါရယ်အေအနေနဲ့ဘင်္ဂလားဒေ့ရှ်ယာယီအစိုးရကို ARS ARS ဆိုလိုဤတိုက်ခိုက်မှုများနဲ့ပတ်သက်၍နှစ်ဖက်ပြည်လည်မှုရရှိစေရန်နီလန်းများရှောက်ဖေးပြီးပူပေါင်းဆောင်ရွက်မှုမျိုးဦးစားပေးလှုံ့ဆော်တဲ့ကြောင်းအကြံပြုတိုက်တွန်းထားပေမဲ့ထူးခြားမှုမရှိသေးပါဘူး။ လက်ရှိတွင်အရက်သားများကိုချိန်ဆောင်နေသဖြင့် AA ကနေဆက်ရှိပြည်သူများလူပြတ်တဲ့နေရာတွေကိုတဦးရဲမသွားလာရန်တတိပေးထားပါတယ်မဖြစ်မနေသွားလာကြရှိပါက AAE အုပ်ချုပ်ရေးနှင့်လုံခြုံရေးတပ်ဖွဲ့ဝင်များရှိရာအနည်းဆက်ဆုံးနေရာများ၌တရင်ပေးပို့ပြီးမှသွားလာကြရန်တတိပေးထားသလို ARS, ARSO တို့ကိုလိုက်လံရှင်းလင်းနေကြောင်းတရင်ထုတ်ပြန်ထားပါသည် အေးထိတ်ချုပ်နေမြေအတွင်မှာအရဲသားများကိုပြန်မထားတဲ့ ARS ရဲ့လှုပ်ရှားမှုတွေကြီးထွားလာခြင်းဟာအေးအေးရဲ့အုပ်ချုပ်ရေးဆိုင်ရာစိတ်ခေါ်မှုကိုရှင်းရှင်းလင်းလင်းပြသနေပါတယ်။ ARS ကလည်းရခိုင်ပြည်နယ်ကိုတိမ့်ပိုက်ထိန်ချုပ်မယ်လို့အော်တိုဘားလ26ရက်နေ့ကထုတ်ပြန်ပြောကြားထားတာကြောင့်ဒေတာရင်းလုံခြုံရေးအခြေအနေဟာအလွန်ရှုပ်ထွေးပြီးတင်းမာနေစေဖြစ်ပါရဲ့ အေးအေးအနေနဲ့၎င်းတို့၏အုပ်ချုပ်ရေးဆောဆောင်ရေးကိုနိုင်ငံတကာကိုတည်တည်ပြနိုင်မှုအတွက်ဒီလိုအရာသားများကိုချင်းချောင်းနေတဲ့အကြံဖတ်အုပ်စုတွေကိုထိရောက်စွာကြိုက်တွယ်ဖြည့်ရှင်ပြဖို့လိုအပ်နေပါတယ်ချွတ်ချုံတုံတက်ရရင် AA ထိန်းချုပ်နေမိအတွင်မှာအရက်သားတွေကိုပြမထားတဲ့ ARS ရဲ့လှုံ့ဆော်မှုတွေကြီးထွားလာခြင်းဟာ AA ရဲ့အုပ်ချုပ်ရေးဆိုင်ရာစိန်ခေါ်မှုကိုရှင်းရှင်းလင်းလင်းပြသနေပါတယ်။တင်နကမဟာပြူဟာလိလာရေးအဖွဲ့ကဥသိမ့်ထုံဦးကဲ့သို့သောကျွမ်းကျင်သူတွေကလည်း AA ကို တရားဝင်အစိုးရတရားမဟုတ်တဲ့အတွက်မြေပြင်ပြဿနာတွေကိုအဆင်ပြေပြေလည်ပတ်နိုင်စွာမရှိဘူးလို့ထောက်ပြထားပါတယ်။ဒါဟာအေအေအနေနဲ့နေမြေကျယ်ဝမှုနေနမိတ်ဆက်ဆက်နေမှုတွေနဲ့အတူရေဆိုင်နေရတဲ့အုတ်ချုပ်ရေဆိုင်ရေဆိုင်ရာအကြီးမားဆုံးပြဿနာဖြစ်လာပါတယ်။အေအာနေနမိဆက်ဆံနေတဲ့ဘင်္ဂလားဒေ့ရှ်ယာယီအစိုးရကို ARS ARS အရရဲ့တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီးပြည်လည်မှုရစေဖို့နှိလန့်နေရှာပြီးပူပေါင်းဆောင်ရွက်မှုမျိုးကိုဦးစားပေးလှုပ်ဆောင်တင်နေလို့အကြံပြုတိုက်တွန်းထားပေမဲ့ထူးခြားမှုမရှိသေးပါဘူး။ လောလောဆယ်မှာ AA ကအယက်သားတွေကို ARS ေ ARS ဆိုရှိရာလူပြတ်တဲ့နေရာတွေကိုတဦးရေမသွားလာဖို့တတိပေးထားတယ်လို့လိုက်လံရှင်းလင်းနေကြောင်းသတင်းထုတ်ပြန်ထားပါတယ်။ကြပေမဲ့ ARS ကလည်းရခိုင်ပြည်နယ်ကိုတင်ပိုက်ထိန်ချုပ်မယ်လို့ထုတ်ပြန်ပြောကြားထားတာကြောင့်ဒေတာရင်းလုံခြုံရေးအခြေအနေဟာအလွန်ရှုပ်ထွေးပြီးတင်းမာနေစေဖြစ်ပါတယ်။ အေးအေးအနေနဲ့၎င်းတို့ရဲ့အုပ်ချုပ်ရေးဆန်ဆောင်ရေးကိုနိုင်ငံတကာကိုတည်တည်ပြောင်းနိုင်မှုအတွက်ဒီလိုအရသားတွေကိုချေချောင်နေတဲ့အာဆာအကြံဖတ်အုပ်စုတွေကိုထိရောက်စွာကိုက်တွယ်ဖြစ်ရှင်းပြဖို့အကြီးအကျယ်လိုအပ်နေရလို့သုံးသပ်ရပါတယ်ရှင်။အခုတင်ပြချက်ပေါ်မှာမိတ်ဆွေတို့ရဲ့သုံးသပ်ချက်များကိုလည်းကွန်မန့်ကနေတဆင့်ညဝေပေးခဲ့ပါအောင်နော်။အခုလိုစိတ်ဝင်စားစရာကောင်းမဲ့ကပ္ပရေမြမရေတရေများစွာနားဆင်တဲ့ပရိခေ channel ကို like and subscribe လေးလုပ်ပြီးဒေနာ notification လေးကိုလည်းနှိပ်ထားဖို့အတွက်မမေ့ပါနဲ့နော် 继续对面阿龙表演课题，更新加把子些。